Do yeah. ကျမ်းစာလေ့လာခြင်းခဏချင်းလေ့လာမှာကဗျာဒိတ်ကျမ်းအခန်းကြီး20ဖြစ်ပါတယ်ပြီးခဲ့တဲ့အပတ်ကလည်း19ကိုကျွန်တော်လေ့လာပြီးဖြစ်ပါတယ်19ကတော့ကန့်နဲ့လောင်နဲ့မိအိမ်ကမတရားတဲ့လူတွေဖို့နောက်ဆုံးသွားမယ်ဗန်းနိုင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အဲတေချာလေ့လာကြပါတယ်ဒီအိမ်ကတော့ဗျာဒိတ်ကျမ်းကိုတင့်မှာဖော်ပြထားတဲ့အနည်းဆုံးတော့တွင်းအဆုံးရှိတော့တွင်းနဲ့ မတူဘူးဆိုတာကျွန်တော်တို့သိရပါတယ်။အန်တီခရစ်နစ်မိဆာပရိုဖက်တကိုမင်းအိမ်ထဲသို့ချပြေးပြီးတော့သူရဲ့ခေါင်းဆောင်စာတန်ကိုယ်တိုင်ကလည်းမင်းအိမ်ထဲကိုချပြေးခြင်းခါရမယ်ဆိုတာကိုအခုကျပြတိရ20 20နှစ်အထိလေ့လာ20နှစ်လေ့လာတဲ့အခါမှာတွေ့ရပါလိမ့်မယ်။နောက်ဆုံးမှာတော့မရဏနိမရဏနိုင်နိုင်ငံကိုလည်းအဲ့ဒီကနဲ့လောင်းတဲ့မိအိမ်ထဲကိုစာမန်းနဲ့အတူ မိစ္ဆာပရောဖက်တားရင်းနဲ့တူပြစ်ချခြင်းခံရလိမ့်မယ်။အဲဒီနောက်အသက်ဆာဆောင်တဲ့စီးမဝင်တော့သူရှိမြတ်တို့ဒီမီးအိုင်တွေကိုချပြစ်ခြင်းခံရပါလိမ့်မယ်။ဗျာဒိ20လေးလာတဲ့အခါမှာဗျာဒိ20အငယ်1ကတဖန်ကောင်းရင်တမန်ဒီအ내ဆုံးတော်တွင်ဤသော့နှင့်တန်ကျူးကိုကင်တဲ့ကောင်းရင်ကဆင်းသက်တီကိုငံမိ၏။ကောင်းရင်တမန်ကအ내ဆုံးတော်တွင်အဆုံးရှိတဲ့တွင်ကို ဆင်းသက်တယ်ဆိုတာကိုဝင်နေအဲ့ဒါကိုကျွန်တော်တို့ဗျာဒိယံအခန်းကြီး9အငယ်1နဲ့ဗျာဒိယံကြီး19အငယ်20မှတ်စုမှာရှင်းပြထားပြီးဖြစ်ပါတယ်တခါအငယ်1ကတော့ရှိမှုကြောင်းမာနစာရန်ဒီဟုသောငကားကိုဂိုင်ဖန်း၍အနှစ်တထောင်ကိုချီနှောင်နေ၏ဒီငကားစာရန်အကြောင်းကိုလည်းဗျာဒိယံ7နှစ်3မှာကျွန်တော်တို့လေ့လာခဲ့ပြီးဖြစ်တယ် စနစ်9မှာလည်းပို့ပြီးတော့အသေးစိတ်ကျွန်တော်ပြောထားပါတယ်။20 30မှာတော့ဖြစ်ပျက်ခဲ့တဲ့အရာတွေကိုငကားကိုအပြစ်ပေးသည့်အနေဖြင့်ချီနောင်ခြင်းမဟုတ်တော့ဘဲနဲ့လူအမျိုးမျိုးကိုမလှည့်ဖျားစေရန်သာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။ဒီကဗျာဒိကျအခန်းကြီး20အငယ်1အငယ်4မှာဆိုရင်ပလင်များကိုလည်းငံမြည်ဤအတော့ငါညဖိုင်နော် အနှစ်တစ်ဆောင်မကုန်မီတိုင်အောင် လူအမျိုးမျိုးတို့ကို မလဲ့ဖျားရမည်အကြောင်းအနှစ်စုံသောတွင်းထဲသို့ချပြေလှောင်ထား၍တစိခတ်လေ၏အနှစ်တစ်ဆောင်ကုန်ပြီးမှတပံခဏလှုပ်မည်ပလင်များကိုလည်းငါမည်ဤပလင်ပေါ်မှထိုင်သောသူတို့သည်တရားစီရင်သောအခွင့်ကိုရကြ၏တားရဲ့နှင့်သူရုပ်ထုကိုမကိုးခွဲသူဤတစိလက်မှတ်ကိုနဖူး၌မခံလက်၌မခံဘဲနေ၍ယေရှုသက်သက်ခံတော်မူချက် နှင့်ဖရာသခင်၏နှုတ်ကပတော်ကြောင့်လေပင်ဖြတ်ခြင်းကိုခံရသော သူတို့၏ဝိညာဉ်များကိုလည်းငာမည်၏သူတို့သည်အသက်ရှင်၍အနှစ်တထောင်ပတ်လုံးခရစ်တော်နှင့်အတူစိုးစားရမည်အနှစ်တထောင်ကာလကို မီလီနီကာလမီလီမီလီနီယံကိုအင်္ဂလိပ်လက်တင်ဘာသာအဖြစ်ခေါ်ပါတယ်အဓိပ္ပာယ်အနှစ်တထောင်လို့ပြောခြင်းဖြစ်ပါတယ်ဒီကျမ်းစာထဲမှာမီလီနီကာလ နော် millennium နံပါတ်အနှစ်တစ်ထောင်မှတ်တဲ့အခါမှာအဲ့ဒီအချိန်မှာဘာတွေဖြစ်ပြမလဲဆိုတာကိုလည်းတမန်ကျမ်းစာကဖော်ပြထားပါတယ်ဒီ millennium နဲ့ပတ်သက်ပြီး millennium ကာလနဲ့ပတ်သက်ပြီး အမြင်၃မျိုးရှိပါတယ်အယူဆ၃မျိုးကိုကျွန်တော်တို့အာကျန်တဲ့ပညာရှင်တွေကအလို့ခြားနာစွာနားလည်ကြပါတယ်ပထမဆုံးကတော့ post millennium post millennial ဆိုတာကဒုတိယအကျင့်ကြွလာခြင်းမတိုင်မီဒီကာလနှစ်တထောင်ဖြစ်မယ်လို့ယုံကြည်ကြတယ်။နောက်တစ်ခုကတော့ pre millennial အဲ့ဒါကတော့ဒုတိယအကျင့်ကြွလာပြီးနောက်ဖြစ်မယ်လို့အလိုယူဆကြတယ်။ပထမ post millennial ကတော့ဒုတိယအကျင့်ကြွလာခြင်းမတိုင်မီ pre ်မီလီနီယံကတော့ဒုတိယကျင်ကြွလာပြီးနောက်ဖြစ်မယ်လို့ယုံကြည်တယ်။အေးမီလီနီယံကတော့ဒီနှစ်တောင်ဆိုတာမရှိဘူး။တနည်းအားဖြင့်သူတို့ပြောမယ်ဆိုရင်အသင်းတော်ဒီမြေကြီးပေါ်တွင်ငင်းချမ်းသောနှစ်တောင်ကာလကိုဆောင်ကြည့်ပြီးမယ်လို့သူတို့ကယူဆကြပါတယ်။အနှစ်တောင်ကုန်တဲ့အခါမှာခုနပြောနေမှာစာတန်ကိုခဏ ပြန်လှုပ်မယ်။ဒါပေမဲ့စာတန်ခဏပြန်လှုပ်ပေးမယ်ခရစ်တော်ကြီးကြွလာပြီးတော့သူ့ကိုအောင်းနိုင်ပြီးတော့သာဝရစူးစမ်းမယ်လို့သူတို့အလိုယုံကြည်ကြပါတယ်။ဘလူဝဲဖြစ်ဖြစ်အဲ့ဒီပုံမှာကျွန်တော်အငင်းပွားပြီးတော့အချိန်ကုန်မှုမဟုတ်ပဲနဲ့ခရစ်တော်ကိုတကယ်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံထားဖို့အရေးကြီးပါတယ်။ဒီအီမီလီနင်ကသူတို့ဘလူနားလည်လဲဆိုရင် သူရဲ့အယူဆကနှစ်ထောင်ကာလကခရစ်တော်သည်အထက်ကိုဆောင်ရင်းခံမှုခြင်းနဲ့ပြန်ကြွလာခြင်းဂျားကာလလို့သူတို့ကယူဆကြပါတယ်။တနည်းအားဖြင့်အသင်းတော်ကာလကိုရည်ညွှန်းနေခြင်းလည်းဖြစ်ပါတယ်။ဤကာလကတော့ခရစ်တော်ဒုတိယခြင်းကြွလာခြင်းနဲ့အဆုံးသတ်ပါလိမ့်မယ်။ဒါကြောင့်အဲ့ဒီတစ်ခုစီပေါ်မှာခရစ်ယာန်ဘာသာရဲ့အရေးကြီးတဲ့အချက်များဖြစ်သည့် ခရစ်တော်ပြန်ကြွလာခြင်းနဲ့စာတန်ကို အနိုင်ယူခြင်းနဲ့ထာဝရစုစားခြင်းတွေကိုအတိမတ်ပြုသောကြောင့်မီလနီကာလမီလနီကကွဲပြားခြင်းများရှိပေမဲ့အသင်းတော်မှာအဲ့ဒီကွဲပြားခြင်းတွေကိုစန့်ကျင်ခြင်းကိုမဖြစ်စေသေးပါဘူးမီလနီကာလသည်ဘေးအခြေမဲ့ဖြစ်ဖြစ်ဘေးအရာပဲဖြစ်ဖြစ်ဘေးအကြောင်းပဲဖြစ်ဖြစ်သူအချိန်နဲ့ဖြစ်မဲ့ ြောင်းရလေဖြစ်လာမယ်ကျွန်တော်အယူဆချင်းမတူပေမဲ့ခရစ်တော်ကိုယုံကြည်သူတွေအားလုံးကကျွန်တော်ခရစ်တော်ထူးခြားခြင်းကြွလာခြင်းကိုယုံကြည်ခြင်းအားဖြင့်ဤကိစ္စတွေကကျွန်တော်အတွက်ကွဲပြားဖို့ခွင့်မပြုတော့ဘူးဒီအပေါ်မှာပဲအဓိကထားမယ်ဆိုရင်ခုနပြောတဲ့အရင်မကြည့်တဲ့ခုနပြောတဲ့အရာတွေမှာကွဲပြားခြင်းကျွန်တော်မရှိတော့ဘူးဆိုရင်အသင်းတော်တွေက အင်မတန်မှကောင်းကြီးမင်္ဂလာဖြစ်ပါလိမ့်မယ်အခန်းကြီး20ငယ်3မှာဆိုရင် ရှင်ယောဟာကဘုရားသခင်က စာတန်ကို အပေကြောင့်ထပ်ပြီးတော့အနှစ်တရာပြေလွတ်ပြီးမလဲလွတ်တယ်လေအဲ့ဒီအကြောင်းကိုတော့ကျမ်းစာထဲတရားမပြောပေမဲ့ဒီအရာကလောကကြီးကိုဘုရားသခင်တရားစီမှုအတွက်ဘုရားသခင်ရဲ့အစီအစဉ်အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်နားလည်ရပါတယ်အဲ့ဒီအကြောင်းရာကတော့နှလုံးသားထဲကနေ ဘုရားသခင်ကိုပုံကန်တဲ့လူကိုဖော်ထုတ်ပြီးတော့ဘုရားသခင်အပေါ်အမှန်တကယ်တစ္ဆာရှိတဲ့လူများကို အတီးပြုတ်ပေးရလေဖြစ်နေတယ်လို့ပညာရှင်တွေကယုံကြည်ကြပါတယ်။ဘလူဝဲဖြစ်ဖြစ်စာတန်ကိုအနစ်တရာလွတ်ပေးခြင်းသည်မကောင်းမှုဒုစရအားလုံးရဲ့နောက်ဆုံးပျက်စီးခြင်းကို အဆုံးသတ်ဖို့ဖြစ်ပါတယ်။ဗေဒညာ20စနစ်25မှာဆိုရင်ကျွန်တော်ဒီအကြောင်းအရာကိုတွေ့ရပါလိမ့်မယ်။ကပြတိချင်းစေငင်ငါးနဲ့၆ကတော့ ကျင်းသေးသောလူတွေတို့သည်အနှစ်တထောင်မကုန်မီအသက်မရှင်ရကြဤချမြောက်ခြင်းကပထမထမြောက်ခြင်းဖြစ်သည်ပထမထမြောက်ခြင်းကိုဝင်စားသောသူသည်မင်္ဂလာရှိသောသူတန့်ရှင်းသောသူဖြစ်၏ထို့သို့သောသူသည်ဒုတိယတည်ခြင်းဤလက်နှင့်ကင်းလွတ်လျက်ဘုရားသခင်ယစ်ပရောဟိတ်ခရစ်တော်ဤယစ်ပရောဟိတ်ဖြစ်၍အနှစ်တထောင်ပတ်လုံးခရစ်တော်နှင့်အတူစိုးစားရမည်ဖြစ်ပါသည်ဒီပထမထမြောက်ခြင်းဒီမှာ ဖော်ပြထားတဲ့ပထမထပ်မြင့်ရဲ့ပတ်သက်ပြီးခရစ်ယာန်တွေမှာအမျိုးမျိုးအမြင်တွေရှိကြပါတယ်။နံပါတ်၁ကအချို့ကပထမထပ်မြင့်ခြင်းကဝိညာဉ်ပိုင်းဖြစ်ပြီးကယ်တင်ခြင်းရရှိတဲ့အချိန်မှာနှလုံးသားထဲမှာခရစ်တော်ကိုလက်ခံလိုက်တာကိုအလိုလိုယူဆကြတယ်။မီလီနီကာလကခရစ်တော်ရဲ့ပထမနေ့ဒုတိယရှင်ကြွလာခြင်းကြား၌ကျွန်ုပ်ရဲ့ဝိညာဉ်ပိုင်းမှာဖျားခင်စူးစံခြင်းဖြစ်တယ်လို့လည်း တချို့ကအဲ့လိုယုံကြည်ကြတယ်ဒီကာလမှာဆိုရင်ခရစ်တော်ဒီကျွန်တော်နှလုံးသားထဲမှာအုပ်စုနေတော့ကြောင့်ကျွန်ုပ်တို့တည်းဖျားခင်ရဲ့ယစ်ဘရဟိမ်များဖြစ်ကြတယ်ဤအမြင်ကိုဒုတိယထမြောက်ခြင်းဖြစ်သည်လို့လူအလုံးကဒုတိယထမြောက်ခြင်းမှာတရားစီရင်ခံရအတွက်ထမြောက်ခြင်းဖြစ်တယ်လို့အဲ့လိုယုံကြည်နေကြတယ်နမနစ်အမြင်ကတော့ပထမထမြောက်ခြင်းကစာတော်ကို ဘေးဖယ်ထုတ်လိုက်ခြင်းတို့စာတန်ကိုအဲ့လိုဘေးဖယ်ထုတ်လိုက်ခြင်းအချိန်မှဖြစ်ပျက်ဖယ်လို့ယုံကြည်ကြတယ်ဒီအရာကယုံကြည်သူများရဲ့ကိုယ်ခန္ဓာတနည်းအားဖြင့်ထမြောက်ခြင်းဖြစ်ပြီးမြင်ကြီးပေါ်မှာခရစ်တင်နဲ့အတူအနှစ်တထောင်အုပ်စုလိမ့်မယ်လို့အဲ့လိုယုံကြည်ကြတယ်ဒုတိယထမြောက်ခြင်းကတော့မယုံကြည်သူတွေကိုတရားစီရင်အတွက်ဤနှစ်တထောင်ကာလကုန်တဲ့အခါမှာ ဖြစ်ပြန်မယ်လို့သူတို့ခံယူကြပါတယ်။အငယ်6ကတော့ဒုတိယတည်ခြင်းသည်ဝိညာဉ်တည်ခြင်းဖြစ်ပြီးဖျားသခင်နဲ့ထောက်ရခွဲခွာခြင်းဖြစ်တယ်လို့အခန်းကြီး20ငယ်10မှာလည်းကျွန်တော်ကြည့်ရင်တွေ့နေပါတယ်။ဗျာဒီရအခန်းကြီး9အခန်းကြီး20ခုနှစ်နဲ့ကိုးကိုကျွန်တော်ဖတ်ကြည့်ရင်သူအနစ်ထောင်လူကြီးမှာစာရန်ပြီးထောင်ထဲကလွတ်တော့အခွင့်ကိုရရ၏ အရေးအတွက်အားဖြင့်သမုဒ္ဒရာတဲလုံးနေအမြအများသောဂောကမာဂောကဒီဟုသောမြစ်ကြီးလေးမြက်နာပေါ်မှာနေသောလူအမျိုးမျိုးတို့ကိုဖလေပြန်အန်တော့ကလကောင်းစစ်တိုက်ဖို့စီဝီစီခြင်းကလကောင်းတက်ကြလိမ့်မည်သူသူများတို့သည်မြေကြီးပေါ်မှာမြေကြီးမြင့်ပေါ်သို့တက်၍တန့်ရှင်သောသူတို့၏တက်ကို၎င်းချစ်ဖွယ်သော မြို့တော်ကို၎င်းဝိုင်းကြ၏ထို့အခါဘုရားခင်အထံတော်ကောင်းကင်ကမိကြ၍သူတို့ကိုမြို့လေ၏ပြဋိညာခုနှစ်ကုံးပါဆိုရင်ကျွန်တော်တို့ဂောဂနဲ့မာဂောဂကဘုရားသခင်ကိုစစ်တမ်းရဖွဲ့ထားသောအုပ်စုတနည်းအားဖြင့်မကောင်းတဲ့အင်အားစုတွေအားလုံးကဘုရားသခင်ကိုပုန်ခမယ်ဆိုတဲ့ပုံဆောင်ခြင်းဖြစ်ပါတယ်။နောအေးသား ရာဖြစ်မှာမာဂောဂါလို့အမည်ရတဲ့သားတယောက်ရှိတယ်ကပောက်ကျန်ခန်းကြီး30ငွေနှစ်မှာယေစီဂျီလာကဣသရနိုင်ငံကိုဆန့်ကျင်တဲ့အင်အားစုကိုအင်အားစုများရဲ့ခေါင်းဆောင်ကိုဂောဂါဟုတင်စာပေါ်ပြထားတာကိုလည်းကျွန်တော်တွေ့ရတယ်ယေစီဂျီလာအနာဂတ်ကျန်အခန်းကြီး38နဲ့39မှာဖတ်ကြည့်ရင်ဒါကိုကျွန်တော်တွေ့ရပါပဲဒီအငယ်ကိုမှဆိုရင်ဒီတိုက်ပွဲပြင်းထန်နေချိန်မှာ အနေအရှုံးရလမတည်ကြပဲတန်တရာဖြစ်เสียရှိသည်ဖြစ်နေကြစစ်ပွဲမျိုးမဟုတ်ဘူးဒီနေရာမှာ ရှင်ပြန်မှုမရှိပါဘူးတားရဲ့ဗျာဒိညာခရီး19အငယ်19မှာစာရဗျာဒိညာခရီး20အငယ်10မှာသူတို့ရဲ့တက်တွေကမကောင်းဘူးအင်အားစုကြီးနှစ်ခုဖျားသခင်ကိုစစ်တိုက်ဖို့သူတို့ပူးပေါင်းကြတယ်ကျမ်းစာကတိုက်ပွဲတစ်ခုစီကိုဖော်ပြရန် ကျမ်းပိုက်နှစ်ခုကိုအသုံးပြုထားတယ်။သိုးသောသားရဲ့နှစ်သူတက်များသည်အဖမ်းခံရပြီးနောက်ဆုံးကန့်နေလောင်တဲ့မိအိမ်ထဲကိုချပြစ်ခြင်းခံရမယ်။ဖြစ်တဲ့ရန်ခကြီး19အငယ်27မှာဆိုရင်ကျော်တွေ့ပါလိမ့်မယ်။ကောင်းငင်ကမိကြပြီးတော့စာရန်နဲ့စစ်တိုက်တော်သူရဲ့စစ်တပ်များကိုဝါးမြေပစ်လိုက်မယ်။ပြန်ကြည့်ရန်ခကြီး20အငယ်9နဲ့10မှာကျော်ဒါကိုတွေ့ရပါမယ်။ ထို့သူစီရင်ရာဘုရားသခင်အတွက်လွဲကူပါလေယုံကြည်သူများအဖို့သူတို့သည်မှန်တဲ့ဘက်ကိုရွေးချယ်ခဲ့သည်ကိုတန်တရာဝင်เสียရာစိုးရင်เสียရာနောက်တစ်ချိန်ထပ်ပြီးစဉ်းစားเสียရာ မလိုတော့ပါဘူးကျွန်တော်တို့ကဘုရားသခင်နဲ့အတူရှိပါက ခရစ်တော်နဲ့အတူ အလွန်ကြီးမားသောအံပွဲကို တွေ့ကြရမှာမြည်ကြီးလက်ခမလွဲဖြစ်ပါတယ်အငြိတ္တိစေကသူတို့ကိုလှည့်ဖျားသောမာနတ်ကိုလည်း သားရဲနှင့်မိစ္ဆာပရောဖက်ရှိရာကန့်နှင့်ယုံတော်သောမိအိမ်ထဲသို့ချပြလျင်သူတို့သည်နိညာမပြကဘာအဆက်ဆက်ပြင်းစွာသောဝိညာဉ်ကိုခံရကြလိမ့်မယ်။စာတန်ရဲ့တကူကတော့ထာဝရမတည်ပဲသူကြမာဆိုးနဲ့ဆုံတွေ့ရလိမ့်မယ်လို့ကျမ်းစာကဖော်ပြထားပါတယ်။သူဒီအစဥ်မှာတော့လူသားတို့အထဲတွင် တိမကောင်းသောအကြံစီကိုစတင်ခဲ့ပြီးတက္ကပါကူရန်ခိုင်သုံးအငယ်တင်းနဲ့6မှာကျော်တွေ့လိမ့်မယ်။ခဏိတဲ့အောင်ဆက်လက်လှုပ်ဆောင်နေတော့လေကန့်နေလောင်တော့မိအိမ်တွေတို့ပြစ်ချတဲ့အခါမှာတော့လုံးဝဖြစ်စီခြင်းခံရပြီးသူ့ရဲ့အဆုံးသတ်ဖြစ်ပါတယ်။မာနတ်ကိုအနည်းဆုံးတော့တွင်းခဏဗတိယ20ခုနှစ်မှာတဲကနေခဏလှုပ်ပြီးတော့လေမိအိမ်တွေမှာတော့ ကန့်နေလောင်တဲ့မိရင်ထဲကတော့သူမလွတ်ပြေးတော့ဘူးသူဒီဘယ်သောအခါမှကျွန်တော်လူသားတွေကိုချင်းချောက်ခြင်းလှည့်ပြားခြင်းတွေးဆောင်ခြင်းမလုပ်နိုင်တော့ပါဘူးပြည်တိချင်းခန်းကြီး20အငယ်20စနစ်ကနေ25ကတော့တည်လွန်သောသူအကြီးငယ်တို့သည်ပြင်တော်ရှိမှရက်နေကြသည်ကိုငမိ၏စာသံများကို ဖွင့်ထား၏အသက်စာဆောင်ဒီဟုသောအခြားတစ်ပါးသောစာသံကိုလည်းဖွင့်လေ၏ တည်လင်သောသူတို့သည်မိမိတို့အကျင့်အတိုင်းစားဆောင်နှင့်ပေါ်ပြထားချက်နှင့်အညီတရားစီရင်ကိုခံရကြမည်။တမှုတရားသည်မိမိနှင့်ရှိသောလူတွေကိုအပိ၏။မရဏနှင့်မရဏနိုင်ငံသည်လည်းမိမိတို့နှင့်ရှိသော လူတွေကို အပိကြ၏။လူအသီးသီးတို့သည်မိမိတို့အကျင့်အတိုင်းတရားစီရင်ကိုခံရကြ၏။ထို့အခါမရဏနှင့်မရဏနိုင်ငံကို မိအိမ်ထဲသို့ချပြလေ၏ထိုတည်ခြင်းကဒုတိယတည်ခြင်းဖြစ်တည်းအသက်စာဆောင်၌စည်းင်းဝင်သောသူရှိများတို့သည်မိအိမ်ထဲသို့ချပြလေ၏တရားစီရင်ခြင်းမှာစာဆောင်တွေကို ဖွင့်ထားတယ်အဲ့ဒီစာဆောင်တွေကဖျားသခင်ရဲ့တရားစီရင်ခြင်းကိုစားပြုပြီးအဲ့ဒီအထင်းမှာစာဆောင်ထဲမှာ ကျွန်တို့လှုပ်ဆောင်ချက်အကောင့်နဲ့အစုံများကို မှတ်သားထားတယ် ကျွန်ုပ်တို့သည်အကျင့်ကြောင့်ကယ်တင်ရည်သည်မဟုတ်ပဲအကျင့်တရားသည်လူတူကိုဖရာသခင်နှင့်အမှန်တကယ်ဆက်နွယ်မှုရှိကြောင်းရှင်းလင်းထင်ရှားပြသသည့်လက္ခဏာတည်းတည်းတစ်ခုသာဖြစ်တယ်။အသက်စာဆောင်မှာကယ်တင်ရည်ရသောခရစ်တော်ကို ယုံကြည်ကိုးစားသော သူတို့၏အမည်များ ပါဝင်နာကျွန်တော်တွေ့ရပါလိမ့်မယ်။မရဏနှင့်မရဏနိုင်ငံသည်မိအိမ်တွေသို့ချပြလေ၏။ဖရာသခင်တရားစီရင်ချက်သည် ပြီးဆုံးသွားပါပြီမိအိမ်ဆိုတာကကတ်နဲ့လောင်နဲ့မိအိမ်သည်စိုးညစ်သောအရာများဖြစ်သည့်စာဒံတာရဲမိဆာပရောဖက်နတ်ဆူများမရဏနှင့်မရဏနိုင်ငံတွင်သခင်ယေရှုခရစ်တော်ကိုမယုံကြည်သောကြောင့်အသက်စာဆောင်ထဲမှာအမည်စရင်ရေးသွင်းခြင်းမခံရတော့သူအားလို့ရဲ့နတ်ဆောင်တွားရမယ်လမ်းဖြစ်ပါလေဓမ္မတမန်တော်ကြီးရှင်ယောဟန်ကသူယူပါယုံမှာ ဘုရားသခင်အစီအညင်းကိုခံရမယ်ဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းတိတိကျကျဖော်ပြထားပါတယ်ကျွန်တော်တို့ကယုံကြည်ခြင်းအားဖြင့်ခရစ်တော်နဲ့ထတ်တူထမပြုပြီးတော့ကိုရုကိုသခင်အဖြစ်ဝန်ခံတဲ့လူတွေကလွတ်မယ်ဒါပေမဲ့ကိုရုကိုသခင်အဖြစ်ဝန်မခံခြင်းကမျိုးလင်းခြင်းလုံးဝတည်ခြင်းမရှိတော့မှာမဟုတ်ဘူးဒုတိယအခွင့်အရေးလုံးဝမရှိတော့ပါဘူးနောက်ထပ် အတနာခံခွေမရှိတော့ပါဘူး။ဒါကြောင့်ဗျာဒိတ်ကျန်ခန်းကြီး20ရဲ့နောက်ဆုံးကမ်းမှာတော့ပင်လယ်မှာတည်ရလူတွေလည်းပေါ်လာရမယ်။အဲ့ဒီဖျားသခင်စီရင်ခြင်းကဘယ်သူမှမလွတ်တော့ဘူး။ဒါပေမဲ့ကျန်းနေမှချပြန်ကြည့်ရင်အဲ့ဒီအချိန်ကြာရင်ဘာသာတရားလေးစားလိုက်နာတဲ့ပုဂ္ဂိုလ်တွေတို့လည်းတို့ဘာသာအလိုက်စီရင်မယ်။ဥပမာတို့ဘာသာမှာ ကာယဝစီမနောသုံးပါးမပြစ်မှားနဲ့အဲ့ဒီအရင်စီရင်တဲ့အခါမှာကာယနဲ့လွတ်မယ်မနောနဲ့လွတ်ရှင်လို့မယ်ဝစီနဲ့မလွတ်ဘူးဆိုရင်လေသူတရားအတိုင်းစီရင်ခံရမှာဖြစ်တယ်ပြညတ်တရားမရှိတဲ့လူတွေအတွက်လည်းသူတို့ကစီရင်ထားတဲ့လူတွေရဲ့ပြညတ်သူတွေရွာနောက်သူတွေရှိရထားတဲ့ပြညတ်တိုင်းလိုက်နာတဲ့လူတွေတော့လွတ်မြောက်ခြင်းရမယ်မလိုက်နိုင်တော့မလွတ်တော့ဘူးဒါပေမဲ့ဒီအချိန်မှာတော့ ဘသူမှလွတ်เสียလာမရှိတော့ဘူးဆိုတာကိုသူတို့ပြညတ်တရားအပြပြန်ရှိရင်လေပြညတ်တရားကိုဘသူမှအကုန်စင်မလျှောက်နိုင်တော့ကြောင်းလွတ်เสียလာမရှိတော့ဘူးဒါကြောင့်ဒီနေ့ပြန်ဒီရန်စေကိုကျွန်တော်လေ့လာတဲ့အခါမှာဒီကြောက်မဲ့ဖွေတဲ့အရာကိုသိရင်နဲ့ကျွန်တော်ဒီလူများကိုဘာလို့မလဲနှူးဆိုတွေးဆောင်ရမယ်ခရစ်တော်ရဲ့ကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံထားရင်အပြစ်လွတ်ခြင်းကျေးဇူးကိုခံရပြီးတော့ဒုတိယတည်ခြင်းဆိုရက်ကတ်နဲ့လောင်နေမိအိမ်နဲ့မရောက်တော့ဘူးတချို့ ပညာရှင်တွေကပထမကျတော့မူဖွားခြင်းဟာမိဘဝန်တွေကနေဇာတိအဖြစ်မူဖွားလာတယ်။ဇာတိအဖြစ်မူဖွားတော့ကြောင့်အမိဝန်ထဲမှာရှိသင့်ပြီးအပြစ်ဆွဲပြီးပါလာတယ်။အဲဇာတိအဖြစ်ခရစ်တော်ဒီလက်ဝါးကနေမှာအသေးခံပေးတယ်ဆိုတော့ယုံကြည်လိုက်ရင်အဲ့ဒီလူတွေဟာခနာဒုတိယသင်ခြင်းကိုမဝင်ရတော့ဘူး။အသင်းတော်တင်းဆဲတဲ့အခါမှာပေါသွားပြီးတော့ကျွန်တော်အဲ့ဒါကိုနောက်ပိုင်းဒီချာ ချက်နဲ့ရှင်းပြတဲ့ခါမှာရှင်းလိမ့်မထင်နဲ့အဲ့ဒီလိုခံစားရမယ်ဒါကြောင့်ဒီအချိန်မှာကျွန်တော်တခင်ရှိကိုကယ်တင်ရှင်ပြီးယုံကြည်ရတော့ကြောင့်ကျေးဇူးတော်ချီးမွမ်းသလိုအခြားသောသူများကိုလည်းဆက်လက်ဝင်ငှခြင်းအပြင်ဖျားသခင်ကြက်မွေစေဖွေတော်အကြောင်းအရာတွေကနေသူတို့လွတ်မြောက်ဖို့ကယ်တင်ခြင်းကျေးဇူးကိုအမွေခံပြီးတော့ကျွန်တော်အတူဖျားသခင်ကောင်းရင်ဘုကဝင်စားဖို့ကျွန်တော်ကခရစ်တော်ခိုင်းလိုက်တယ်သွားပြီးတော့လူမျိုးတကာတွေကိုသူတပည့်ဖြစ်စေပါ ဝိနည်းတရားဘာအပေါင်းတို့အားအေးဝင်တရားဟောကြပါကျွန်တော်တို့တရားကိုဖျားကြီးမိမာတဲ့ကြီးမြတ်သောစေခိုင်းမှုကိုဥလည်းမတော့ကျွန်တော်လှူဆောင်မယ်ထမ်းဆောင်မယ်ဆိုရင်ကျွန်တော်ရဲ့နိစ္စတဲ့ဆွေမျိုးတွေဖျားကိုမယုံကြည်တဲ့မုံသမားတွေညီကိုမုံသမားတွေကျွန်တော်တိုင်းပြည်ကြီးကျွန်တော်ခရစ်တော်တတိုင်းပြည်လုံးအေးဝင်တရားကိုဟောပြီးတော့မှအဆုံးဖြစ်မယ်ကျွန်တော်တာဝန်ကိုကြီးပွားဆောင်ရွက်ခြင်းအဖြစ် ကျွန်တော်ဒီငကဘတရားတွေကိုနာယုံမြတ်တာပြုသူသူဘုတ်တရားကိုလိုက်လျှောက်တော်သူတွေဖြစ်လေကျွန်တော်တို့ဓမ္မကကျွန်내နိစ္စတော်သူတို့တွေလည်းထုံမင်းလာကိုခံစားရဖို့ဘုရားသခင်ထောက်ညှိပေးပါစေ။အသာမင်းအပတ်မှာတော့ကျွန်တော်ဗျာဒိကျမ်းအခန်းကြီး20တကိုလေ့လာပါမယ်။ဒါဒုတိယနောက်ဆုံးဗျာဒိကျမ်းဖြစ်ပါတယ်။ဗျာဒိကျမ်းခန်းကြီး20တကတော့28ခန်းရှိပါတယ်။ တေချာဖတ်ရှိလာပြီးတော့ဒါမျိုးအပတ်မှာကျွန်တော်တို့အတူတူကလေ့လာကြပါစို့